တာဂတ်ချိန်ပြီးဘူးစလောက်တာကျွမ်းကျင်တဲ့အကူထုံးကြောင့်အမွာရင်သွေးလေးကိုကိုယ်ဝင်လဲထားရပြီဖြစ်တဲ့ပိုးကြပြုခင်ပရိသတ်များလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ Celebrity H ကနေပြန်လဲဇူဇူလိုက်ပါတယ်ခင်မုံဖြစ်သူရဲ့ဘူးစတွေကတာဂတ်ထီလွန်တာကြောင့်အမွာရင်သွေးလေးကိုကိုယ်ဝင်လဲထားရပြီဖြစ်ကြောင်းအသိပေးလာတာကတော့တရုတ်ဆောင်ပိုးကြပြုခင်မှာ ။ MRTV4 သယောဆောင်မင်းသမီးတအူးဖြစ်ခဲ့တဲ့ဘိုးကြဖြူခင်ကတော့စီးပွားရေးလုပ်ငန်းရှင်တတိကြီးအကိုထွန်းနဲ့လက်ထပ်ပြီးချိန်မှာအနုပညာလောကကိုစွန့်ခွာပြီးတော့လုပ်ငန်းရှင်တတိမကြီးအဖြစ်စီးပွားရေးလောကတွေကိုထက်ထဲဝင်ဝင်ဆောင်ရွက်နေခဲ့ရပါ။ကျရနာပီကေထုံးဆိုတဲ့စိန်ဆိုင်ကြီးကိုလည်းဖွင့်လှစ်ထားပြီးတော့စီးပွားရေးလုပ်ငန်းတွေကိုသူမကဦးစီးဆောင်ရွက်နေပါတယ်။ အကိုထွန်းနဲ့သူမတို့ရဲ့အရင်သေးလေးဖြစ်တဲ့စိန်ဦးဦးနဲ့အကိုထွန်းရဲ့အရင်အိမ်ထောင်ထဲပါလာတယ်။ကလေး၃ယောက်နဲ့ဆိုရင်သူမတို့နှစ်ဦးမှရင်သေးလေးလေးဦးထိရရှိနေပါတယ်။ဒါပေမဲ့လည်းအကိုထွန်းနဲ့သူမတို့ကရောင်ရဲတင်းတိမ်ခြင်းမရှိပဲနောက်ထပ်ရင်သေးလေးယူဖို့တဆုံးဖြတ်ခဲ့ကြပါတယ်။ဒီကနေ့လောက်ကုန်ပိုင်းထဲမှာတော့ဘိုးချဖြူခင်ကရင်သေးလေးထပ်ရပြီဖြစ်ကြောင်းနဲ့မကြမီမှာကလေး၅ယောက်ရဲ့မိခင်ဖြစ်တော့မယ်ဆိုပြီးတော့ post လေးတင်လာခဲ့ပါတယ်။သူမတို့ဇနီးမောင်နဲ့တူပရိသတ်ကြီးကလည်းဝမ်းသာကုန်ယူကြောင်းပြောခဲ့ကြပါသေးတယ်။အကိုထွန်းကလည်းအလောင်းစီသူ မင်းကြီးလိုငါမအိုသေးလို့ကြွေးကြော်နိုင်တဲ့အထိတာသမီရရှိတဲ့ကံတွေအရန်တက်နေရဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ဒီမအနေနဲ့ရင်သွေးလေးကိုအထရာဆောင်းရိုက်ထားတဲ့ပုံလေးကိုဆိုရှယ်မီဒီယာကနေတစင်မျှဝေပေးလာခဲ့ပါတယ်။၆ပတ်နဲ့၅ရက်ရှိပြီဖြစ်တဲ့ရင်သွေးလေးရဲ့အထရာဆောင်းပုံလေးကိုကြည့်ပြီးပရိသတ်တွေကတော့အမွာလေးလို့ထင်မှတ်နေကြပြီးတော့ဒီမအတွက်တော့ဝမ်းသာပေးနေကြပါတယ်။ဘိုးကြပြုခင်ကလည်းအမွာလေးဖြစ်စေခြင်းနေပြီးတော့တေချာအောင်နောက်ထပ်နှစ်ပတ်နေမှာအထရာဆောင်းထည့်ရကြည့်မယ်ဆိုပြီးဖြေချထားပါတယ်။အကိုထွန်းရဲ့အရင်အိမ်ထောင်ထဲပါလာခဲ့ ဲ့တဲ့ကလေးသုံးဦးကသူမကိုမိခင်အရင်တယောက်လိုတွေ့တာချစ်ခင်ကြသလိုပိုးချပြုခင်ကလည်းမိတွေးနေရာရောက်နေရပေမဲ့သူမရဲ့ရင်သွေးအရင်လေးစိန်ဦးလိုပဲအားလုံးကိုချစ်ခင်ကျင်နာတာကြောင့်အဆဆအရာရာအဆင်ပြေနေတဲ့မိသားစုလေးဖြစ်နေပါတယ်ရင်သွေးလေးဦးဒါရရှိနေရာကနေတကယ်လို့သာအခုလည်းထားရတဲ့ကိုဝင်ကအမွာလေးဖြစ်နေမယ်ဆိုရင်သူမတို့မိသားစုမှာရင်သွေး6ဦးထိရှိလာမှာဖြစ်ပါတယ် ပရိသတ်တွေကတော့အမွာလေးဖြစ်စေခြင်းနေကြပြီးတော့သူမကိုလည်းချီကျူးကုန်ပြုပေးကဝမ်းသာနေကြပါတယ်။တချို့သောဇနီးမနှံတွေကအယံကိုလိုချင်နေကြပေမဲ့တာသမီမရကြလို့စိတ်ဆင်းရဲရသလိုငွေကြေးတတ်နိုင်တဲ့သူတွေကတော့ခင်မီနီးပညာတွေတုံးပြီးဖန်ပြွန်တရေတားလိုမျိုးနီးတွေနဲ့ငွေကြက်သိန်းရာထောင်ချီအကုန်ကြားခံကရင်သွေးရအောင်စူးစမ်းနေရပါတယ်။တချို့တွေကြပြန်တော့လည်းတာသမီရရှိကြပေမဲ့စီးပွားရေးအခက်အခဲတွေနဲ့ပြဿနာမျိုးစုံကြောင့်ရလာတဲ့တာသမီတွေကိုမပြေစုနိုင်မယ်။စွန့်ပြစ်ကြရတဲ့အထိစိတ်ထိခိုက်စရာအခြေအနေတွေ နဲ့ကြုံတွေ့နေရပါတယ်။ဒါပေမဲ့အကိုထွန်းရဲ့ပိုးချဖြူခင်ကတော့ရောက်လာတဲ့သားသမီးတိုင်းရဲ့ရှေ့ရီအတွက်လည်းပူပန်စရာမလိုတဲ့ထင်ချမ်းသာကြွယ်ဝပြီးတော့တကယ့်ကိုလူကုန်တန်တည်ကြီးတွေဖြစ်တဲ့ပြင်သားသမီးယတနာရရှိဖို့ကလည်းဘာပြဿနာတစုံတရာမှမရှိအောင်လူအများကတော့အားကြရတဲ့မိသားစုကြီးဖြစ်နေပါတယ်။ပရိသတ်တွေကတော့ပိုးချဖြူခင်ရဲ့အထွာဆောင်ရိုက်ထားတဲ့ပုံလေးကိုကြည့်ပြီးချီးကျူးနေကြသလိုရင်တွေရဖို့အတွက် boost လုပ်တာအရန်တော်တဲ့အကိုထုံးရဲ့ target chain ဒီကိုပါအရန်လေးစားနေကြပါတယ်။အမ ာရင်သွေးလေးသာဖြစ်ခဲ့မယ်ဆိုရင်သားသမီး6ယောက်နဲ့မြိုင်မြိုင်ဆိုင်ဆိုင်ပြောစရာကောင်းပြီးတော့မဟာမိသားစုကြီးဖြစ်လာတော့မယ်အကိုထုံးနဲ့ပိုးကြပြုခင်တို့ပေါ်မှာပရိသတ်တို့ရဲ့အမြင်ကိုလည်းမျှဝေပေးခဲ့ပါအောင်နော်ဟုတ်ကဲ့ပါရှင်နောက်ထပ်ပြီးတော့လည်းအနုပညာဆယ်လီသတင်းအကြောင်းအရာမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ကျမတို့ရဲ့ဆယ်လီ space h လေးကို like and follow လုပ်ပေးခဲ့ကြပါအောင်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်ပရိသတ်များအားလုံးကိုစိတ်နှပြစမ်းမချမ်းသာကြပါစေရှင်